ပရီးမီးယားလိပွဲစဉ်တစ်ဆင့်မှာလည်းဗန်လင်သင်းကိုနှစ်ကိုးပြည့်နဲ့နိုင်ငံပြီးတော့အဆင့်တစ်ကိုဆက်လက်သိမ်းပိုက်သွားခဲ့တဲ့အာဆင်နယ်ဒီရဒီအာဆင်နယ်သင်းရဲ့တပွဲချင်းစီချင်းကပ်မှုတွေ အနိုင်ကိုဘယ်လိုထိန်းရမလဲဆိုတဲ့အပိုင်းနေနဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့စတာမီနာကိုဘယ်ချိန်မှထုတ်ရမလဲဘယ်ချိန်မှပွဲကိုထိန်းချုပ်ရမလဲဘယ်ချိန်မှ happy ending ဖြစ်အောင်လုပ်ရမလဲဆိုတော့ကောင်းကောင်းလေးသိဒါကချန်ပီယံဖြစ်ချင်တဲ့အသင်းတသင်းအတွက်ဆိုလို့ရှိရင်တော့ရင့်ကျက်မှုကျောင်းတစ်ချက်ချင်းရှင်းပြမယ်အာဆီနီကဒီပွဲနဲ့ပတ်သက်ပြီးတော့ဂိုးရဖို့သူတို့ပထမကြီးမှဦးတည်တယ်ပြတ်နိုင်တဲ့လောက်ဂိုးတွေကိုတွင်းတယ်မညာဘူးနော်အာဆီနီပထမပိုင်းကစားဖို့ သွင်းကိုးတွေရဖို့စူးစမ်းအထုံးမှုရာသွားတဲ့ဂိုးကြီးနဲ့ပတ်သက်ပြီးထိမ့်သိမ့်ပုံဒါကိုကျွန်တော်အပိုင်းသုံးပိုင်းခွဲပြီးတွေ့ရတယ်ပရာဟိမအာဆင်နယ်ကဂိုးတွေရဖို့စူးစမ်းတယ်အဲ့ဒီဂိုးကတကိုးလဲမဟုတ်နှစ်ကိုးလဲမဟုတ်၄၅၆ဂိုးအထိရဖို့သူတို့တင်ကစားတယ်ဒုတိယပိုင်းအသင်းရဲ့အရေးပါတဲ့ကစားသမားတွေကို အနာပေးတယ်နောက်တစ်ချက်အဲ့တတိယအပိုင်းကဘာလဲဆိုတော့အာဆင်နယ်အသင်းကဒီပွဲနဲ့ပတ်သက်ပြီးရထားတဲ့နှစ်ဂိုးကိုမလိုလားအဖဲနဲ့ risk ယူပြီးတော့ဂိုးပြန်ပေးရမယ့်အနေအထားတွေရှောင်ကျင်ပြီးတော့ဒါကို smash ချက်ချက် ဘောလုံးကိုပြိုင်ဘက်ကိုပေးပြီးကစားသွားတယ်ဒီလိုပြောလို့အော်မင်းတို့ကဘန်လီသင်းကို respect မရှိရတာဆိုတော့မဟုတ်ဘူးဘာကြောင့်အာဆင်နယ်သင်းရထားတဲ့အနိုင်နှကိုကိုထိမ့်ပြီးတော့ပြိုင်ဘက်အသင်းရဲ့ကစားကွက်အောက်မှာအေးစစ် defend လုပ်သွားလဲဆိုတော့ကိုယ့်ရဲ့ကစားမားတွေမနာကျင်အောင်နောက်တစ်ချက်ကကျွန်တော်တို့ချန်ပီယံလိပွဲကံမ်းမှာလည်းရှိတယ်ပြီးတော့ရထားတဲ့နှကိုဆိုတာဒီရသည့်အာဆင်နယ်အသင်းအတွက်ဆိုရင်တော့ကောင်းမွန်လာတဲ့ခံစားချက်အနိုင်သေးကြနေပြီနောက်တစ်ချက်ကအာဆင်နယ်ကအနိုင်ပွဲတွေနဲ့မဟုတ်ဘူးလောဘကြီးသွားတယ် အဲ့ဒါပါလဲဆိုပွဲတစ်ပွဲကိုနိုင်ရမယ်ပြီးရင်ကလင်းရှစ်လည်းရရမယ်ဆိုတဲ့လောဘလေးအဲ့ဒါကချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းရေရှည်ခီးကိုသွားကြည့်နေတဲ့အသင်းတစ်သင်းအတွက်ဆိုရင်တော့ဒါဒီအားလုံးကရှိရမယ်လောဘပဲအဲကြောင့်ခုနောက်ပိုင်းအာဆင်နယ်အသင်းခန်စစ်ကစားမတွေပြောတာကကျွန်တော်တို့ကပွဲတစ်ပွဲအတွင်းပါကိုမပေးရတဲ့ခိုက်တက်နေဘာကြောင့်အောင်ပွဲခံလဲဆိုတော့အဲ့ဒါကကျွန်တော်တို့ဘေးကတိမိတ်တွေကပုံပြီးစိတ်တက်တက်ကြွပြီးတော့နိုင်ပွဲပြင်ုံမှာကလစ်ရှစ်ရအောင်ကျွန်တော်တို့စူးစမ်းအထောက်မှုအပြည့်ပဲဆိုပြီးဂီပြမကာကြီးပြောသွားတယ် ကြောင့်အာဆင်နယ်တင်းကစားသမားတွေကနိုင်ပွဲလဲရမယ်ကလင်းရှစ်လဲရမယ်အခုနီးပြားလိုအပ်ရင်ခန်းစစ်ဆော့တယ်ကစားသမားအချို့အနာပြလိုက်တယ်ဒုတိယပိုင်းစစချင်းမှာပီတာယော့ကရက်ကြီးကိုထုတ်လိုက်တာကိုကြည့်ဒီနေ့ပွဲစဉ်မှာဘယ်သူတွေကောင်းလဲဆိုတာနဲ့စပြီးပြောရမယ်ဆိုလို့ရှိရင်တော့ထော့ဆက်တော်တော်လေးကောင်းတယ်နောက်တစ်ချက်ကယော့ရကအသင်းရဲ့ဒီကိုယ်တွေမှာတော်တော်လေးဥမှာပေါဝင်ပသက်လာလာတွေ့ရတယ်တော်တော်လေးအက်တစ်ဖြစ်တယ်အခုဆိုပြိုင်ပွဲဆုံးဗီတာယော့ကရက်ကအာဆင်နယ်အသင်းတွင်6ဂိုးသွင်းပြီးသွားပြီ ဒါယောဂရက်နဲ့ပတ်သက်ပြီးတော့ဗောလေကဲကျွန်တော်ဒီပရီးမီးယားလိပွဲစဉ်30မှာကျန်တဲ့အသင်းတွေရလာဘလို့ရှိတယ်ပြောအောင်ကျွန်တော်ဒီလိုရိုက်ကူးနေတဲ့အချိန်ထိတော့ဒီမနက်ခင်းအစောပိုင်းကံမဲ့ပွဲစဉ်တချို့တော့မပါသေးဘူးဗောလေအစောပိုင်းကံသွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ဘန်လီကိုအာဆင်နီကနှစ်ကိုးပြတ်နိုင်တယ် Forest နဲ့ Manchester United တူးတူးတေးကြတယ် Fulham က Wolverhampton ကို3ကိုးပြတ်နိုင်တယ် Crystal Palace က Brentford ကို2ကိုးပြတ်နိုင်တယ် Brighton က Leeds United ကို3ကိုးပြတ်နိုင်တယ်အဲ့ဒီတွဲဆိုင်တွေမှာဆိုရင်အင်ကွင်းအသင်းတွေအားလုံးကောင်းတယ် ဒါပေမဲ့ဘန်လီကအာဆင်နယ်ကိုရှုံးနိုင်ခဲ့တယ်အိမ်ဝင်းဖြစ်ပေမဲ့ပေါ့လေဒီနေ့မှာဘန်လီကအသင်းငယ်တသေးမှန်တယ်ဇယားအောက်ခြေရောက်နေတာမှန်တယ်သို့တော့ဘန်လီအသင်းရဲ့ဒီယာတီအိမ်ဝင်းပွဲစဉ်တွေကိုပြန်ပြီးကြည့်မယ်ဆိုရင်တကူးထပ်ပုံပြီးမပေးထားအောင်ဒါပေမဲ့အာဆင်နယ်ရဲ့ဂျင်ဆိုင်တွေမှာသူတို့ပရီးမီးယားလိမှာနှစ်ကိုးပေးရတဲ့ပထမဆုံးအတွေ့အကြုံဖြစ်သွားတယ်သူတို့ကာရာဘောင်ကပ်မှာတော့တကူးနှစ်ကိုးနဲ့ရှုံးတာရှိတယ်ဒါပေမဲ့ပရီးမီးယားလိမှာသူတို့အသင်းကြီးနဲ့ဂျင်ဆိုင်တွေ့ရတော့မှာတကူးထပ်ပုံပြီးမပေးရအောင် ဘန်လီသည်ရခံစစ်ကမဆိုးဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်သင်ထရော့ဆတ်ကန်နဲ့ဂိုးအဝေးတိုင်းတောင်းလှမ်းပြီးကန်တာခံစစ်ကသားမနှစ်ဦးကာဝယ်သွားခဲ့တယ်နောက်တစ်ချက်က1 by 1ချက်ဘူကောက်ဆာကာရတယ်ဂိုးသမားလက်ဆွမ်းပြပြီးပုတ်သွားခဲ့တယ်ပြီးတော့တချို့ကန်နဲ့မူးမန့်နေရှိသေးတယ်ဂိုးသမားတော်တော်လေးလက်ဆွမ်းပြတွေ့ရတယ်ဒီနေရာမှာအာဆင်နယ်အသင်းအနေနဲ့ဒီပွဲနဲ့ပတ်သက်ပြီးတော့ငါတို့နိုင်ရမယ်ကလင်းရှေ့ရရမယ် ရထားတဲ့ကိုးတွေကိုထိမ့်သိမ်းနိုင်ရမယ်ပွဲကိုဖြတ်နိုင်ရမယ်ဆိုပြီးတော့ကစားမတချို့လည်းအနားပြနိုင်ခဲ့အဲကြောင့်အာဆင်နယ်တိနဲ့ဒီပွဲကပုံမှန်အဖြစ်ကြည့်ရမယ်ဆိုကိုးတွေအများကြီးမရဘူးဆိုပေမဲ့လည်းဂုံလူမှတ်ပေးလို့ရတဲ့ performance မျိုးတွေ့ရတယ်ကဲကျွန်တော်တို့ပထမဆုံး twin goal နဲ့စပြောလိုက်အောင်အာဆင်နယ်အသင်းက14မိနစ်မှာဂိုးစရရတယ်ထုံးစံတိုင်းပဲအာဆင်နယ်ကတေကံမောပြီး ပွဲတော်ကိုစပြီဆိုလို့ရှိရင်တို့တေကံမွန်းနဲ့စပြီဟာကျွန်တော်ကြည့်ရတဲ့တချို့ report တွေရဆိုရင်အာဆင်နယ်ဒီယာတီပရီးမီယာလီဂ်ပွဲစဉ်10ပွဲကံပြီးသွားချိန်မှာတေကံမွန်းက16ထိရထားတယ်။အဲ့ဒီရရဲ့အများစုကလည်းတောင်းကံမောတွေကလာတာ။ဒီကန်ရိုက်ကန်နေလိုက်တဲ့ဘောလုံးက far post လို့ခေါ်တဲ့ဝေးတိုင်းနောက်ကိုသွားတာ။အဲ့ဒီဝေးတိုင်းနောက်မှာကစားသမိုက်တော်တော်များကလူကတ်ခံထားရတယ်။ဒါပေမဲ့အိရှုပ်ရှက်ခတ်တဲ့အနေထားမှာ GB မကကြီးကပြေးပြီးတော့ချောင်းနဲ့လှမ်းပြီးမတင်ပေးလိုက်တာကို box ထဲမှာရှိတဲ့ဂိုးတိုင်နာမှာရှိနေခဲ့တဲ့ဒီဗီတာယောရက်က ဂျမ်မင်ကောင်းကောင်းနဲ့တိုက်သွားခဲ့သူနည်းနည်းလေးဒလီဖြစ်သွားရင်အဲ့ဘောလုံးကရှင်းခံရမှာဘာကြောင့်ဂိုးသမားနဲ့လည်းတိတ်မကွာဘူးဘီနာမှာလည်းခန့်ခန့်စစ်ကစားမတွေရှိတယ်ဒါပေမဲ့ယောဂရကအတ္တိဖြစ်ဖြစ်ပဲကောင်းတိုက်သွားတယ်ကျွန်တော်တို့ဂိုးရစီချင်းတဲ့ကစားမဖြစ်တယ်ဘာလို့ဆိုအာဆင်တဲ့မှာကျွန်တော်ဂိုးရစီချင်းတဲ့ကစားမကမာတီနယ်လီတို့ဗစ်တာယောဂရတို့ကစားမတွေအရန်ဂိုးရစီချင်းတယ်ဘာကြောင့်သူတို့ကမကြာခဏဝေဖန်ခံနေရတာအသင်းတွင်ပိတ်သက်တည်တယ်မဟုတ်ဘူးပြင်ပပိတ်သက်တည်လည်းပါတယ်အဲကြောင့်အာဆင်တဲ့ရဲ့အဖွင့်ကိုဒီယောဂရရယူပြီးသွားခဲ့တယ်ဒုတိယကို 35မိနစ်မှာအာဆင်နယ်ပထမဂိုးရပြီးတဲ့အဲ့ဒီပွဲကအာဆင်နယ်ကထိန်းချုပ်မှုအောက်မှာဗန်လေးရရောက်သွားခဲ့ပြီဒုတိယဂိုးတော့35မိနစ်မှာရတယ်အဲ့ဒါကိုတော့ကျွန်တော်အိုဘန်မလီယန်နဲ့ဂိုမသွင်းလာဆိုတဲ့မိကုန်းတွေကိုသွင်းပြသွားခဲ့တာကောင်းရတာပြဒီကွင်းနဲ့လေလာတဲ့အဝေးတိုင်းဒီအဝေးဘယ်ဘချမ်းတောင်မန်ထရော့ဆက်ဘက်ကိုပြလိုက်တဲ့ဘောလုံးထရော့ဆက်ကအဲ့ဒါကိုထိချက်ရယူပြီးရတယ်ဘောက်စ်ထွေးကို cross ball လှမ်းတင်ပြီးတယ်အဲ့ဒါလေးပန်နတီစပွန်နဲ့နည်းနည်းလေးပဲကွာတယ်ဒီကန်ရိုက်ကဂျမ်ပီမိမိနဲ့ခေါင်းကုန်တိုက်တာခြေထောက်နဲ့ကန်တလောင်နီးနီးကိုပါဝါပြင်းတယ် အာဆင်နယ်ရသွားတဲ့နှစ်ဂိုးလုံးကိုကြည့်မယ်ဆိုလို့ရှိရင်လွယ်ကူတဲ့အနေထားတော့မဟုတ် decision making ပြတ်သားတဲ့အတစ်ဖြစ်တဲ့ finishing ကောင်းတဲ့အထူးသဖြင့် rice gate ခေါင်းတိုက်ဘောကတကယ် timing ကိုက်ပဲဖြတ်တင်ပြီးတဲ့ throw ဆက်လဲမစိုး throw ဆက်ကသူ့ရဲ့ playing style နဲ့ပဲသူကိုရောက်ပြီးသွားတာတွေ့ရပါလေပထမတော့ throw ဆက်ကိုနှီးတယ်လို့သိပြီးတော့တဲရောက်ကိုခောက်ဖို့အတွက်ဆို delay ဖြစ်တယ်လို့ကျွန်တော်အပြစ်တင်ခဲ့မြဲတဖြည်းဖြည်းနဲ့ပွဲချိန်ကြာလာတဲ့အခါမှာ throw ဆက်က arsenal တင်းရဲ့ဘယ်ဘယ်ချမ်းတိုက်စစ်တောင်းမှာတော်လေးရတာရှိလာတယ် ဒီနေ့အာဆင်နယ်တင်းရဲ့ဘဲတောင်းမဲကိုကျွန်တော်အကြိုက်ဆုံးပဲအရန်အားကိုးခဲ့ရပါဆိုညာတောင်းမဲဒီနေ့တက်ပြီးဘောလုံးနေအရန်မထွက်ဘူးဘဲတောင်းမဲမှာကာလာဖီယိုရီထရော့ဆက်ဒီကလန်ရိုက်အစီအဲ့ဒီလင့်ကကရှယ်ဝမိနေတာအမမပီတာယောဂရက်ကြီးကလာပြီးပေါင်းတာရှယ်ပဲအရန်ကိုကြည့်လို့ကောင်းတာအဲ့တော့အာဆင်နယ်တင်းရဲ့ဒီဘဲဘဲချမ်းအနေနဲ့နှစ်ကိုးလုံးရသွားခဲ့တယ်ပြောလို့ရတယ်အဲ့တော့နှစ်ကိုးရသွားပြီလေ ာဆင်နယ်ကထပ်ပြီးတော့ပထမပိုင်းမှာဂိုးတွေသွင်းကြည့်သေးတယ်ဒါပေမဲ့ဂိုးမရတဲ့အခါမှာဒုတိယပိုင်းမှာ defensive shape ကိုပြင်ပြီးပြင်တယ်ကစားမအချို့ကိုလဲတယ်ဒုတိယပိုင်းမှာဝင်လာတဲ့ကစားမကြီးဆိုရင်ဒီ Louis Kelly, Nokat, Hinkape, Ethan Wanady, Merino အဲ့ဒီကစားမတွေဝင်လာခဲ့တာဟုတ်ဒီကစားသမားတွေဝင်လာပြီးရအောင်မှာအာဆင်နယ်တင်းရဲ့ရှိတ်ကတော့ခံစစ်ကိုသွားပြီးဆိုတာပြောစရာမလိုတော့ဒီနေ့မှာဘန်လီတီးကဘောလုံးတွေကိုင်နေအာဆင်နယ်တင်းကို တိုက်စစ်ကစားဖို့ကြိုးစားတယ်တချို့အလုံးတွေမှာဆိုတော်တော်လေးအန္တရာယ်များတဲ့အခိုက်အတန့်တွေရှိသမဲအာဆင်နယ်တင်ခန့်စစ်ကရှင်းထုတ်နိုင်ခဲ့တယ်ဒီနေ့ surprise လို့ပြောမှာကဝီလျံဆာလီဘာတယောက်ပါလာခဲ့တယ်အော်ကျွန်တော်တပတ်နှစ်ပတ်တော့သူ့ကိုအနာပေးပြီးထင်းနေဆရာသမားကပါလာခဲ့အဲ့တော့အာဆင်နယ်တင်ရဲ့ကစားသမားတွေကအထူးသဖြင့်မော်လီနော့ကတ်ဝင်လာတာတော့မှအသင်းရဲ့ကွင်းလေးကရှိတ်ပြတ်မသွားဘူးနော့ကတ်တလုံးကန်ဝင်ရတယ်ဒါပေမဲ့ဘေးကိုထွက်သွားခဲ့ရပေါ့လေဒီနေ့ပွဲမှာတော့နည်းနည်းလေးဆုံးဖြတ်ချက်တွေမပြတ်သားပဲနဲ့ ခန်းစစ်ကူတဲ့အခါမှာလည်းလူဝတ်ချက်ရှိနေတော့ဘူကောက်စာကားပေါ့ဒါပေမဲ့သူ့လည်းကျွန်တော်အပြစ်သွားတင်လို့မရဘူးစာကားကအတင်းဂျင်းနဲ့ကြက်ထဲရောက်တဲ့အခါမှာအများကြီးကူညီပေးခဲ့တာဒီလိုမျိုးအခြေအနေမျိုးမှာတော့သူ့ကိုကျွန်တော်သွားပြီးတော့အပြစ်တင်လို့တော့မရဘူးကစားမတယောက်မှာတော့နည်းနည်းအဲ့လိုမျိုးလေးဖြစ်တဲ့တံပိုးရော့နေတဲ့အပိုင်းလေးတော့တချို့ပွဲတွေမှာရှိတတ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းအနေနဲ့ဂိုးပေါက်ကန်သွင်းမှုစုစုပေါင်း12ချိန်ရှိတယ်10ချိန်ဂိုးပေါက်တဲ့တယ်2ဂိုးရတယ်တစ်ဖက်ကဂိုးပေါက်ကန်သွင်းမှု3ချိန်ပဲရှိတယ်ဂိုးပေါက်တဲ့မှုတစ်ချိန်မှမရှိဘူး အတဖက်ကဘန်လီအသိရပါလေအဲကြောင့်အာဆီနယ်သင်းတွေဒီနေ့ဘောလုံးပတ်သက်မှု54ရခိုင်နှုန်းဘောလုံးပေးပို့မှုပေါင်း426ကျင်တဖက်ကဘန်လီရတဲ့346ကျင်ရှိတယ်ဒါတွေက first day ပေါ့လေအာဘစ်ချန်ပရီမှာအာဆီနယ်၄ကျင်လုပ်တယ်ဘန်လီရ2ကျင်လုပ်ထားခဲ့တယ်ကော်နာအာဆီနယ်6ကျင်ကန်တယ်ဘန်လီရ2ကျင်ကန်ထားခဲ့တယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တော်တော်လေးသဘောကျတာတော့ Declan Rice ပဲအတင်းထွက်ဂိုးတွေသူးနေပိုင်းမှာရောခန်စစ်ကိုပြင်ပြီးစင်းကူတဲ့ပိုင်းမှာရောကွင်းလေးမှာလုံးဝရှိတ်တွေကိုလိုက်ပြီးတော့စကန်ဘောတွေအတိုင်ယူတဲ့အပိုင်းတွေမှာရောတော်တော်လေးကိုကောင်းတာ လုံးဝထင်းထွက်နေပါပဲဒီကန်ရိုက်ဆိုတာကျွန်တော်တော့မှသူ့ကိုနည်းနည်းလေးရှော့ပြီးတော့ဆော့စီကျင်တာဘာလို့လဲဆိုတော့နောက်ပွဲတွေမှာသူ့ကိုကျွန်တော်တို့လိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်ပွဲပြေးခါဒီမှာဘန်လီတီကို free kick ပေးလိုက်ရသေးတယ်ဒါပေမဲ့အဲ့ဒီလုံးကလေတော်တော်လေးပြင်းတယ်ကျွန်တော်မှန်းတယ်မမှားဘူးဆိုရင်ပွဲပြေးခါဒီဝီစီမုတ်ခါလေးဆိုတော့တေချာတော့မမြင်လိုက်ဘူးတိုင်ထီသွားအောင်ရတယ်ရိုင်ကလည်းပြေးပြီးပုတ်တာမစိုးပါဘူးအဲ့လောက်ပါပဲဒါပေမဲ့ထိပြီးပြန်ထွက်သွားတဲ့ပုံစံရဆိုတိုင်ထီသွားအောင်ရတယ်အာဆင်နဲ့ဒီဒီပွဲမှာ clean sheet တကယ့်ကိုယူတုလောက်ဖွဲ့ရကိန်းကနန်းမယ် ဘာလို့လဲဆိုတော့ပရီးမီးယားလီဂ်10ပွဲကစားပေးချိန်မှာကလစ်ရှစ်9ပွဲဆိုတာကလွယ်မှမလွယ်တာပြီးတော့ကျွန်တော်တို့နိုင်ပွဲရယူခဲ့တဲ့ဘန်လီဆိုတာကသူတို့အိမ်ကွင်းမှာတကူထပ်ပို့ပြီးဒီရသည်မှာမပေးထားအောင်အာဆင်နီအဲ့တော့နှစ်ကိုးသွင်းခဲ့တာပြီးတော့အာဆင်နီကအခုဒုတိယနေရာကဘုံမောက်သိန်းကို9ဘက်ဖြတ်လိုက်ပြီးတပွဲပို့ကစားပြီးတော့လီဗာပူးအသင်းကိုကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်အထိဆိုလို့ရင်တော့တပွဲပို့ကစားပြီးတော့လီဗာပူးအသင်းကို10မှတ်မန်ချက်စတာစီးတီးအသင်းကို6မှတ်ဖြတ်လိုက်ပြီအဲ့တော့ဂျန်နဲ့ လီဗာပူးနဲ့မန်ချက်စတာစီးတီးဘုံမောက်တို့ဘလို့ရလက်တွေယူလာမလဲသူတို့များအမှတ်ရောက်လို့ရှိရင်တော့အာဆင်နယ်နဲ့ပိုပြီးအမှတ်ကွာသွားမယ်နောက်တစ်ချက်ကအာဆင်နယ်နောက်ပွဲမှာဆန်နာလက်နဲ့ကန်ရမယ်အာဆင်နယ်ဆန်နာလက်ကိုနိုင်ပြီးတော့တစ်ဖက်ကလီဗာပူးနဲ့မန်ချက်စတာစီးတီးတခုခုရလက် ဖြစ်သွားခဲ့ရင်တော့အာဆင်နယ်အတွက်ပုံမူအမှတ်ပြတ်သားသောနိုဝင်ဘာ international break ကိုလုံးဝ happy ending နဲ့ဖြတ်သန်းမှာပေါ့လေတကယ်ကိုအမှတ်တွေအများကြီးပြတ်သွားမှာအခုတော့မှအာဆင်နယ်ရဲ့အဓိကတိုက်တဲ့ challenger လို့ပြောလို့ရတဲ့ city ကိုကိုးမှန် လေပေါ့ဘူးဆယ်မဲ့ဖြတ်တာတဲ့တပွဲပို့ကစားပြီးတော့အဲ့တော့ဒီထက်ပို့ပြီးအမှတ်တွေမပြတ်ချင်းဆိုသူတို့အမှတ်တွေစုဆောင်းဖို့လိုအပ်တယ်။အဒီရသည်မှာအာဆင်နယ်အသင်းကိုဘာတွေတွေးရလဲဆိုတော့နိုင်ပွဲရဖို့အတွက်ဂိုးလိုအပ်တယ်ဆိုတာအာဆင်နယ်အသင်းကောင်းကောင်းသိတယ်။ဂိုးရဖို့အတွက်တင်ဆော့တယ်။ရာသွားတဲ့ဂိုးကိုပြန်မပေးရဖို့အတွက်တတိချာချာ defensive shape ကိုဆော့တယ်။တန်ဖိုးတင်သိတဲ့ခါမှာတင်တယ်။ခန့်စစ်ကိုတတိချာလုတ်တဲ့ခါမှာလုတ်တယ်။အဲ့တော့အာဆင်နယ်အသင်းကမလိုလားအပ်တဲ့အမားများတဲ့ဂိုးတွေမပေးရဘူး။နောက်တစ်ချက်ကလူတွေကိုအနာပေးတင်တာနားတယ်။ ရှေ့ကခါတာပေါင်ပွဲစဉ်မှာအနားပြီးခဲ့တာကြောင့်ဒီနေ့ပွဲစဉ်မှာအာဆင်နယ်တင်းရဲ့ first line နဲ့ကစားသမားတွေကလုံးဝနူးနယ်ပြိုပြစ်ပြီးတော့လမ်းဆန်းနေခဲ့တာဗောလေကဲကျောင်းကြီးကိုရောဘယ်လိုထင်လဲ Premier League အမှတ်ပေးစရာကိုအမှတ်များများနဲ့ဥဆောင်ထားခဲ့တဲ့အာဆင်နယ်တို့အခုဆိုရင်10ဝဲကန်25မှတ်10ဝဲကန်ကျွန်တော်ရမှတ်30အပြည့်ဝရမှာဗောလေဒါပေမဲ့ကျွန်တော်တို့မန်ချက်စတာစီးတီးနဲ့တည်ကြခဲ့တဲ့လေဘာဘူးကိုရှုံးခဲ့တယ်ငါးမှတ်ချပြောက်ခဲ့တယ်ဒါပေမဲ့ဒီ25မှတ်ဆိုတာကဒီရသည့်အာဆင်နယ်တင်းရဲ့တကယ့်ကို greatest performance ပဲ38ပွဲကန်မှာ နောက်ထပ်28ပွဲတော့ကြံသေးတယ်ဒီပုံစံတိုင်းတပွဲချင်းတွေတေးချစမက်ကြကြချင်းကပ်ပြီးတော့နိုင်တဲ့ပွဲတွေအနိုင်ခံသွားရင်တော့ဒီရာသီပရီးမီးယားလိချန်ပီယံစုကတော့အမေရိကကိုတဖြည်းဖြည်းနဲ့တကားလာခုတ်တုံးမယ်လို့ထင်ပါတယ်ကဲအဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရမ်းဖြစ်ကစားခြင်းဆိုတော့ဘိုင်ဘာဖုလုံတင်ချောက်ကို46ကိုလီလုံး33တင်နေဘက်တင်ချောက်ကို0963ခရောင်းရောင်တို့မှာဆက်သွယ်ချိဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ခြင်းနဲ့အကောင့်ဖွင့်နေဆိုရင်တော့အားလုံးကိုနွေးထွေးကြိုဆိုပေးပါတယ်ခင်ဗျာ